ဣသရီနဲ့ငင်းချင်းရေးသဘောတူညီမှုပြီးနောက်ဟာမက်စ်အဖွဲ့ကိုမေဒီကန်သမရဒိုနဲ့ထွန်ကလက်နက်ဖြုတ်သိမ်းရမည်ဟုပြောဆိုလိုက်ပြီးလက်နက်မဖြုတ်သိမ်းမှာကထိရောက်တဲ့အရေးယူမှုတွေလှုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ဟာမက်စ်အဖွဲ့ကတိုက်ဆုံသွားတဲ့တစားကတ်များရဲ့ရုပ်လောင်းတွေကိုအော်တိုဘာလ14ရက်နေ့၌ဣသရီနိုင်ငံသူထပ်မံလွှဲပြောင်းပေးခဲ့ပြီးထွန်ကယခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ယခုခါတွင်ခါစားသူဝင်ရောက်ခွင့်ပြုမည်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးပစ္စည်းများတင်ဆောင်လာသည့် tracker ရရှိနေပြီးခါစားနှင့်အကြကြားရှိ rafa နေဆက်ကိုဖြတ်ကျော်ကဝင်ရောက်လာခဲ့ခြင်းဖြစ်ပါသည်ငင်းချင်းရဲ့သဘောတူညီမှုရယူပြီးလက်နက်ဖြတ်သိမ်းဖို့ Hamas ကို Trump ပြောဆိုနေချိန်တွင်ခါစားရှိလမ်းများပေါ်၌ Hamas တိုက်ခိုက်ရေးသမားများပြန်လည်ပေါ်ထွက်လာပြီးရှားနှင့်ချီတီလုံခြုံရေးများချထားကအစ္စရေးနှင့်ပူးပေါင်းသည်ဟုဆွဆွဲခံရသူများပြားကိုကွပ်မျက်သည့်ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီးဟာမတ်စ်တို့ရဲ့ထိ ंछ ုံမှုကို ပြန်လည်ရယူနေကြောင်းသိရှိရပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နီတန်ယာဟုကဟာမတ်စ်အဖွဲ့ဖြတ်သိမ်းပြီးဂါဇာကိုထိ ंछ ုံမှုဆွလွတ်မှသာစစ်ပွဲပြီးဆုံးနိုင်မည်ဟုအခိုင်အမာပြောဆိုတော်လဲဟာမတ်စ်ကဒီတောင်းဆိုချက်ကိုညှိနှိပ်ထားကြောင်းသိရှိရပါတယ်။